အခုဆော့ခံရတဲ့ကိုရည်မသေးဘူးဆိုရင်တော့တော်တော်လေးဒေါ်လာထွက်မှာလေသူကသီးလို့သီးလို့ရှိရင်လေသူဖွက်ချင်တာဝိုင်းမကူပဲသူပြေးတာကံရတယ်လော့ရင်ပြီးရောဆိုတဲ့ပုံမင်္ဂလာပါအဲဒီနေ့မှာပြောချင်တာမင်းအောင်လိုင်ပေါ့မင်းအောင်လိုင်ကအခုဒါရွေးကောက်ပွဲလှုပ်ဖို့အတွက်ဆိုင်းပြင်းနေတယ် ေကောက်ပွဲကျင်းပနိုင်မှုအတွက်သူစူးစမ်းနေတယ်ဗောနော်အဲအကြောင်းမလို့ဒါလုံခြုံရေးတွေစုမှုရေးတွေဒါနေမြေစုမှုရေးတွေဆောင်ရွက်ဖို့လုပ်ပါဆိုရပြောတာရှိတယ်ဗောနော်အဲကြောင့်မြောင်းလိုက်လှုပ်ရှင်တဲ့ရွေးကောက်ပွဲကအောင်မြင်မလားဗောနော်ဒါကိုလည်းကျွန်တော်အဲဒီရက်ထဲမှာတွေ့ရမြင်ရတဲ့ဟာလေးနဲ့ပြီးရင်ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောသွားပြီးမယ်ဗောနော်အဲအဲ့ဒါမတိုင်ခင်ကျွန်တော်အားရတဲ့အကြောင်းအရာရှိတယ်အဲ့ဒါကတော့ဒါကျွန်တော်တို့ဘုံဘူးတူအပါဝင်စာကစစစ်သား20ကျော်ဗောနော်ရောက်20ကျော်ပြင်းခံရတဲ့ပွဲဗောနော်ဒါကတော့ဒါကျွန်တော်တို့ဟိုရှေ့မှာ ပြောထားတဲ့ဒုက္ခစစ်ချောင်းပေါ့နော်အဲစစ်ချောင်းကဒါကိုဖားကြီးတို့အဲကိုဖားကြီးတို့လက်ဆွမ်းပြကြတဲ့ပွဲပေါ့နော်အဲတော့ကျွန်တော်ဒီတိုက်ပွဲနဲ့ပတ်သက်လို့လေကျွန်တော်ဒါဒုက္ခစစ်ချောင်းကစစ်ချောင်းကိုကိုဖားကြီးစီကိုဆက်သွယ်ပြီးတော့ပြင်ပြန်ထားတယ်ပေါ့နော်အဲ့ဒါလေးလည်းကြည့်ပြပါဦးဟုတ်ကဲ့လမ်းကြီးလာယူရကောင်းသူတို့ကအခုမှတ်ရှိပြီဆိုတော့လမ်းပါမှာဗျာတလိုင်းလုံးဟိုရေဖြူကနေတော့ဝယ်ထိဆိုရင်အင်အား200လောက်တော့ရှိမှာ150 200လောက်ရှိမှာ ်ဆင်းအဲ့လောက်ကြီးတယ်ဘလန်လုံးပိတ်တာလားအဲ့တော့ထင်တယ်ကျွန်တော်ကျွန်တော်ကြားရတဲ့သတင်းကတော့သူတို့ကပါလဲတတ်ချိန်တာလို့ပြောတယ်ဟမ်တတ်ချိန်ဟိုတတ်ပြန်လားအဲ့ဒါဆော်ရလားဒီကောင်တွေကဟိုလန်ကင်းလာယူပြီးတော့ပြန်ရုပ်တဲ့ချိန်ပြန်ရုပ်တဲ့ချိန်ကြောင်းနောက်ပြီးအရှိမသူတို့သူတို့လန်ကင်းချတာတဖွဲ့ရှိတယ်ဟမ်သူရဲ့အရှိမအရှိမတဖွဲ့ရှိတယ်ဟုတ်ကဲ့ you are take ရွာထိတ်မှရှိတယ်အပိတ်မှရှိတယ်ဒီကောင်လေးရွာလဲမှနေတာကျွန်တော်ကအဲ့ဒီထိတ်နဲ့ထိတ်ကြားမှဝင်စောက်ပြီးတော့တီးထက်လိုက်တာသူတို့အဲ့မှာလေဆိုအဲ့တော့အဲ့တော့လေဘလို့လဲဆိုတော့ဟိုကောင်လေးကဟိုပဲရွာထိတ်ရရှိတဲ့ကောင်လာမယ်ဆိုရင်ရအောင်လဲတိတ်မလာရဘူးရကိုယ်လေးတကွေးပဲလာရမှာတကယ်လို့စစ်ကူလာပေးမယ်ဆိုရင်လေမလာဘဲနဲ့ဒီကောင်လေးကအောက်ကိုဆင်းပြေးတာရာအောက်ဆင်းပြေးဖုန်းကြောင်းထဲမှာတော့ပေါက်နေတာတဲ့မသိလို့ရှိရင်အခု အခုစော်ခံရတာအဒီအဒီအခုစော်ခံရတဲ့ကိုရည်မသေးဘူးဆိုရင်တော့တော်တော်လေးကိုဒေါ်လာထွက်မှာလေသူကသိလို့သိလို့ရှိရင်လေသူဖွက်ချင်ချင်တော့ဝိုင်းမကူပဲသူပြေးတာကံရတယ်လော့ရင်ပြီးရောဆိုတဲ့ပုံဒါဘလိုပဲဖြစ်တာအောင်မြင်မှုရတာပဲလေနော်အော်ဒီလေဘင်းနှစ်ဖွဲ့ကြားထဲမှာသွားဆောင်ပြီးတော့ကိုပြင်းတာပေါ့နှစ်ဖွဲ့မှာသုံးဖွဲ့ကြားမှာကိုရသုံးဖွဲ့ဒါမှမဟုတ် तू က တော့ဖတ်သူမှာတန်းလုံးကတော့ရှိတယ်ရှိနီးနီးလေးရတတ်ဖွဲ့နဲ့တတ်ဖွဲ့သူရင်ဘလားလောက်ဘလားလောက်ရှိမှာဆိုဟိုပါပေါ့မီတာ300လောက်တော့ဝေးလား300 400ပေါ့အဲ့လောက်ပဲဝေးတာပြတတ်ဖွဲ့နဲ့တတ်ဖွဲ့ဆိုရင်လေဟောအဲ့လောက်ကိုအဲ့လောက်ပဲဝေးတာမကူမကူပြေးတာတို့ကကိုလော့ရင်ပြီးရောဆိုမင်းတို့ထီတော့ခံဆိုတဲ့ပုံစံတိုင်းကတော့ထီတော့ပြေးတယ်ဆိုပြီးအဲ့လိုပြေးတာလေတော်တော်လေးဟုတ်တယ်အားကိုစိတ်တတ်ဖို့ဖြစ်ဖို့ကောင်းကောင်းอืมဟုတ်ပြီ တစ်ချက်ကနောက်ပြီးတော့ဒီကောင်တွေကဘယ်လိုရောက်မှလဲဆိုတော့အလောင်းတော့ဒီကောင်တွေကပြန်မသိဘူးဗျာဟုတ်လားသူတို့ကျွန်တော်ထင်တယ်ကျွန်တော်ထင်တယ်ဟိုစင်းရင်ရှိတဲ့ကောင်လောက်ပဲသူတို့ပြင်းသွားတာဖြစ်မှာဟိုနေစာလိုပါလို့ခေါ်တာလက်ကောင်တွေကြတော့ဒီတိုင်းပဲသူတို့ပြည့်ခဲ့တာဖြစ်မှာပေါ့အဲ့လိုမျိုးလေအဲ့ဘေးမှာဗျာသူအဲ့ဒီကျွန်တော်တို့ဖြစ်တဲ့တိုက်ပွဲဖြစ်တဲ့အဘေးနောက်အိမ်လေးရှိအဲ့ဒီအိမ်ဘေးမှာမြည်သူမြုပ်ခဲ့တာသူတို့မနေ့ကျတော့အယူအခံတွေကအလောင်းတွေပြန်ဖော်ပြီးမိတ္တကျုပ်ဝေးနေရတယ်သူက 哦，就那边的就。啊，带鱼，带鱼，我讲了，带鱼加上那个，伢明天伢伢白嘛那个，你米浪的路，白鱼到带鱼到捕鱼，明天白的那个到捕鱼呀的，啊，你都是带鱼那里，啊，啊，老了没在那家了。啊，你按说，哎，我讲今年这个高那边不，按说，结局，结的尾，两百带不回不呢？啊，哎，带不回嘛？ အဲဆစ်စင်ရှုံးမြတ်နေနေဆိုရင်အတပ်ဖွဲ့ဝင်တွေဘက်ကအာဗီဂျစ်တလက်အပါလက်နက်၅လက်ရတယ်လက်နက်ခဲယမ်းတွေလည်းရတယ်ဟိုဘက်ကစားကစားအယောက်၂၀ကျော်ဒီဆုံးနေပေါ့နော်ဒါကြီးကတကယ်မိုက်တယ်အဲ့ဒါလေအတဝဲဘက်ကအဖွဲ့တွေလည်းတကယ်ကိုလက်ဆွမ်းပြနေဒါကိုဘိုင်းတို့အဖွဲ့တွေဆိုရင်ဒါကျွန်တော်ဒီသူနဲ့အင်တာဗျူးလုပ်တဲ့ခါမှာလာပြောကြရရှိတယ်ပေါ့နော်အာဘယ်တော့များသူနဲ့ view မလဲဆိုပြီးတော့စောင့်နေတာပေါ့နော်ဘာဘာလို့လဲဆိုတော့အဲတဝဲမှာဒါ ဒါလက်ဆွမ်းပြပြီးဟေးဆိုရင်တို့အဖွဲ့တွေကတကယ်ကိုကြမ်းတယ်ဆိုပြီးတော့အားရဝမ်းသာနဲ့လာပြောကြတဲ့သူတွေလည်းရှိတယ်အဲပြီးတော့သူ့ရဲ့တငယ်ချင်းတွေအဲသူနဲ့နီးစပ်တဲ့သူတွေကဆာအော်ငါတို့ဝေသားกว่าဆိုပြီးတော့ဒါမျိုးပြောတဲ့ဟာကြီးလည်းရှိတယ်ဗောနော်အခုလည်းထပ်ပြီးတော့လက်ဆွမ်းပြတယ်နေ့စဉ်ရက်ဆက်ကိုတို့တွေစူးစမ်းနေကြတာဖြစ်တယ်ဗောနော်အဲ့တော့အဲဒီစစ်ကြောင်းဗောနော်စကားစစ်ကြောင်းအင်အားကိုဒါခမန်းအနေနဲ့ကြည့်ကြောကြ150ရာနေ200နီးပါးရှိတဲ့စစ်ကြောင်းအဲ့ဒီစစ်ကြောင်းကိုအာဒီစစ်အင်အားတွေတွေမဟုတ်ပဲမကပဲဗောနော် လက်နက်ကြီးပြစ်ကူပေးနေတဲ့ဟာတွေရှိတယ်ပြီးရင်အမတ်304လို့မျိုးအမြောက် ပြစ်ကူပေးနေတဲ့ဟာတွေရှိတယ်ပြီးတော့ဒဝဲဘက်ကနေပြီးတော့လဲဒါပါရမတာဆက်တက်လီဒီပေါ့နော်အဲဆက်တက်လီဒီနဲ့ဒါပြစ်ကူပေးဒါဘုံတွေကျချပြီးပြစ်ကူပေးနေတဲ့အနေထားတွေလည်းရှိတယ်ဒါတောင်မှပဲအဲ့လိုမျိုးအောင်မြင်ခဲ့တာအဲအဲ့တော့ဒါလက်နက်ခဲကနေလည်းရတယ်အဲပြီးရင်ဟိုဘက်ကလည်းအထိနာတယ်ဆိုတော့ပြီးတော့သူတို့ရဲ့ပြစ်ကူပြားဘလောက်တုံးတုံးကျွန်တော်ဘက်ကအောင်မြင်မှုရတယ်ဆိုတော့ဒါကလည်းအရန်ကို င်းနဲ့အားရစရာကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဒါဘုံမှုတယောက်အပါဝင်အယောက်20ကျဆိုတော့နဲမှာမနဲပဲပေါ့နော်ပြောဖြုတ်ချက်တည်းရလဲတကယ်မိုက်တယ်ဗျာဒီလားဟိုလုံးဝတိုင်အောင်မှီပြီးတချက်ချင်းတချက်ချင်းဖုတ်တာပေါ့နော်လုံးဝအတွဲလိုက်တော့မဟုတ်တချက်ချင်းတချက်ချင်းစိမ်းမြင်းတစ်ပြည့်ထိုင်ပြီးတော့ဖြုတ်တဲ့ဟာမျိုးကြီးလဲတွေ့ရတယ်ပေါ့နော်အာဗီဒီယိုဖိုင်တွေကတော့ဒါမြည်သွေးလဲတီးပြီးသားပေါ့နော်ဒါကျွန်တော်လဲပြောတော့ပြောချင်တာပေါ့လေပြီးတော့ဒါတပ်ဖွဲ့တွေရဲ့ drone drone နဲ့အပေါ်ကြီးကနေကြည့်ရှုတဲ့အခါအဲသူရေးထားတဲ့စစ်ကောင်စီငနေသားများအဲ့လိုဝိုင်းလေးတော့ဝိုင်းထားရသေးတယ်အဲ့အဲ့လိုပုံစံမျိုးနဲ့ဒါ drone ကနေပြီးစကောက်ကြည့်ပြီးတော့ဗောနော်လောကထောက်တိုင်းအဲကင်းထောက်ပြီးတော့ဒါမြေပြင်ကနေတိုက်ပွဲဝင်တဲ့အခါဒီ drone နေရဲ့ဒါအရေးပါမှုတိုက်ပွဲတွင်းမှာဒီ drone နေရဲ့စွမ်းဆောင်ရေးကဘယ်လောက်ထိအရေးပါတယ်လဲဆိုတာကိုလည်းဒါမိဘပြည်သူတွေသိစေချင်တယ်ဗောနော်အ drone နေကိုဒါခုနမျိုးတွင်တွင်ကြဲကြဲသုံးနိုင်မှုရေးရုံးတက်ဖွဲ့တွေအရေးကြီးလိုအပ်ပါတယ်ပြီးတော့ဒီတက်ဖွဲ့တွေဆိုရင်ဒါကြောင့်အဲ့နေ့က သူနဲ့ပြောရတဲ့အချိန်မှာဗောနော်ဟိုဘာထဲမှာပါသွားလာတော့မသိဘူးဒါ star link တော့မရှိဘူးအဲဒီကိုဖားကြီးတို့ဆိုရင်ဒါသူ internet ဒါမကောင်းတကောင်းကြားလေးရနေပြီသူမျက်နှာလေးဆိုဝဝလေးအမှန်ဆိုအကြည့်ပြကျင်တာအဲဘာဖြစ်လို့လဲဆိုတော့စကောင်းစီဘက်ကကောင်းနေကြည်တယ်ဆိုရင်တော့တွေ့လာမင်းတို့ဖြုတ်ခဲ့တာဒီလိုလူမျိုးกว่าဆိုပြီးပြကျင်တော့ဗောဒါမဲ့ internet line မကောင်းတဲ့ခါဒါရုပ်တောင်မှဝဝလေးပဲမြင်ရတယ်ဗောနော်အဲ့တော့ပြည့်စုံမှုတွေတော့အများကြီးရှိတယ်ဒါမဲ့ဒီဟာဒေတာတကယ်ပြည့်စုံမယ်ဆိုရင်တကယ်ထိရောက်တဲ့လက်နက်တွေခဲရန်တွေဆက်ဆက်ပစ္စည်းတွေဖြစ်တယ်ဆိုတာကိုလည်းသိစေချင်တာဗောနော်အခုဆိုဒါ drone ကနေအပေါ်ကနေကြည့်မယ်ဗျာ ကြည့်ပြီးအောက်ကဖြစ်ပြနေတဲ့ဟာတွေကိုတိုက်ခိုက်ရေးအဖွဲ့ကိုပြောမှာဗျာပြီးပြီပေါ့အဲအာဟိုမှာဟိုကောင်နေကိုေးကောင်နေပြီဟာဟိုကောင်နေအမတက်ဆွဲနေပြီဟာဟိုကောင်နေအဲခုနလိုမျိုးထန်းထုတ်ပြီးတဲပြေးနေပြီဆိုတဲ့ဟာမျိုးတွေကိုဒါ drone တရားနေပြီးကြည့်ပြီးတော့အောက်ကမြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုလှမ်းပြောမှာဆိုရင်တိုက်ပွဲကပို့ပြီးတော့မိုက်တာပေါ့သိရမလားအဲတခါကြီးကျရင်ကျောင်းမြေပြင်မြေပြင်ချင်းတိုက်ခိုက်ရတဲ့ခါမြင်ကွင်းကတ်သက်ချက်တွေရှိတယ်ဒါပေမဲ့ drone ကနေကြည့်တဲ့ခါကျတော့လုံးဝအပေါ်စီးရနေဆိုတော့အားလုံးကိုထင်းထင်းရှားရှားမြင်နေရအဲကျတော့ drone တွေကလည်းရေးပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် ဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကိုဒီလောက်ထိအောင်ရမှုတွေရယူပေးနေတာဗျာကျွန်တော်တို့ဂုံမပြုတ်သင့်ဘူးလားဗောနော်တနိုင်လောက်ပါဝင်ပေးကြစီခြင်း ਨੇ နောက်တစ်ခုကတော့ဒါကျွန်တော်ပခုတ်ကူကနေပြီးတော့ပခန်းအောင်လာတဲ့ဒါစစ်ကူစစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်တာစစ်သားဆက်လေးယောက်တည်တယ်ဒါလည်းမိုက်တယ်အဲဒီမှာဖြည့်ထားတဲ့ဟာဆိုကျွန်တော်ကြိုက်တယ်ဗောနော်ဒါဝင်ရှိသူတယောက်ကသူဖြည့်ထားတယ်ဗောနော်အဲအဲ့ဒါကားကိုတင့်ဖြက် RPG နဲ့ရှစ်တက်တက်ရနေပြီးတော့ပြင်းတာအဲအဲ့ RPG ဘုံတိရဗောနော် RPG ဒိဖူးကငပြောဘူးဗောကားထဲကိုဖောက်ဝင်ပြီးတော့နောက်ခန်းထဲမှာကွဲတာကဲဘလောက်တော့မှအားရကြကောင်းလဲ တက်တဲ့ယူကိုဝင်ပြီးတော့လုံးဝကားရဲ့ကိုယ်ထဲထဲမှာကွဲတယ်ပေါ့နော်ဒါအပြုံမှာ40မမဘုံဒီ၃လုံးကလည်းကားထဲကိုတက်တဲ့ကြောက်အောင်သူတို့ပြစ်ချနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါလည်းကွဲတယ်ဗျာပြီးတော့ဒါလက်နက်ငယ်ရင်းနဲ့ပါဝိုင်းပြစ်တာပေါ့နော်ကားကိုစီးနင်းပြီးတော့တိမ့်ပိုက်ဖို့လှုပ်တဲ့အချိန်မှာတဲ့ဒါကျွန်တော်တို့တပ်ဖွဲ့ရဲ့ဒါစစ်ကြောင်းမှုလက်နက်ကအဲရတက်တယ်ပေါ့နော်အဲရတက်ပြီးတော့ထိခဲ့တယ်ရရှိသွားတယ်တဲ့အဲလူတက်ထက်ဘာမှတန်မှုမရှိဘူးဆိုပြီးတော့ဒါသူတို့တွေပြန်ဆုတ်လာလိုက်တယ်ပေါ့နော်အဲကြတော့ဒါကလည်းဟုတ်တယ်ကျွန်တော်တို့တပ်ဖွဲ့တွေကအတက်နဲ့ရင်းပြီးတော့တိုက်ပွဲဝင်နေကြတာ အောင်မြင်မှုရတာတော့ဟုတ်တာပေါ့ပြီးတော့ကျတော့ဒါလက်နက်ခဲရနေလေလိုချင်တာပေါ့လောင်းလက်တဲ့နေတဲ့ဒါကျွန်တော်တပ်ဖွဲ့တွေကဒါပြည်သူတွေအားရှိအောင်ချပြချင်တာပေါ့လေနော်အဲဒါမဲ့လေသူတို့ကပူပြီးတော့လိုချင်ပါတယ်သူတို့ကဘာဖြစ်လို့ဆိုမြေပြင်မှာတိုက်ပွဲဝင်ရတာဖြစ်တဲ့အတွက်ဒီလက်နက်ခဲရနေရသူတို့ကအသက်နဲ့များအရေးကြီးတာဒါမဲ့လေသူတို့ရဲ့အသက်ထက်ရှင်လာတဲ့ခါကျရင်တော့ဒီအသက်ကပူပြီးတန်ဖိုးရှိရဆိုတော့ကျွန်တော်လက်ခံရမယ်ဒါကြောင့်မလို့ပဲသူတို့ပြန်ပြီးတော့ဆုတ်ခွာတာတွေလုပ်ခဲ့ရတယ်ပေါ့နော်အဲ့တော့တည်ဆုံသွားတဲ့ဒါစစ်သားတွေရဲတွေရဲ့အလောင်းတွေကိုကြတော့တပ်ဆိုင်ကသူတို့ရဲ့ဒီတက်တွေတက်ဖွဲ့တွေစီကိုတည်သွားကြတယ်ပေါ့နော် အဲသူတို့ရဲ့ဒါတချို့ရုပ်အလောင်းနေဆိုရင်ဒါလင်းခွင်းဂိတ်စကန်ကိုတည်ပြီးတော့တချို့လိုက်တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲဆိုတော့အဲတပ်ဖွဲ့တွေကမိုက်တယ်အခုနောက်ပိုင်းမှာသူကတိုက်ပွဲတစ်ခုတော့တိုက်ဖို့အတွက်ကိုသတင်းစုဆောင်းတယ်ပြီးလာနဲ့အဲ့တိုက်ပွဲတော့တိုက်တယ်ဗောအတိုက်ပြီးသွားရင်စစ်စင်ရှုံးမြတ်တွေချပြတယ်ပြီးလာနဲ့နောက်ဆက်တွဲဖြစ်စဉ်တွေအားစားလိုက်ပြီးစုံစမ်းပြီးတော့ခုလိုမျိုးချပြတာမျိုးတွေလုပ်လာတယ်ဗောနော်ပြောရရင်တော့တိုက်ပွဲပြီးသွားပြီးအောင်မြင်မှုရတယ်ပြီးလာနဲ့ဟိုဘက်ကအဖွဲ့ဘလို့ဖြစ်ဖြစ်သွားတယ်ဆိုတဲ့ဟာအားစားလိုက်ပြီးစုံစမ်းပြီးတော့ပြည်သူကိုပြောပြတာအဲ့ဒါမိုက်တယ်အဲအဲဥစ္စာ ဒါကျွန်တော်တက်ဖွဲ့တွေတဖြည်းဖြည်းနဲ့ပို့ပြီးတော့တွေ့ကြုံနေများလာတယ်စွန့်ရည်တွေပြေဝလာတယ်သတင်းရယူမှုအပိုင်းတွေမှာလည်းတိုးတက်လာတယ်ဆိုပြီးတော့ဒါတွေ့ရတယ်ပေါ့နော်အဲဥစ္စာလည်းဒီရက်ထဲမှာတကယ်အားရတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ပေါ့နော်အဲနောက်ခုကတော့ဒါကျွန်တော်မင်းအွန်လိုင်းအကြောင်းပေါ့လေဒါကတော့ဒီနှစ်ဒီဇင်ဘာမှာဒါရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ပြုလုပ်မယ်ဆိုပြီးတော့ဒါမင်းအွန်လိုင်းပြောတယ်ပေါ့နော်အဲလုံခြုံရေးစိုးမိုးရေးတွေနေမြေစိုးမိုးရေးနေမြေလုံခြုံရေးတွေဒါတွေဆောင်ရွက်ဖို့ဆိုပြီးတော့သာဒါသူပြောလာတယ်ပေါ့နော်တကယ်တကယ်တမ်းသူလုပ်မယ်ဆိုရင်ပေါ့နော်နိုင်ငံတော်ဝန်မှာပေါ့နော်မြို့နယ်ပေါင်း330ရှိရတဲ့ထဲက တရား30မှာပဲသူလှုပ်ဖို့ရည်ရထားတယ်ဆိုပြီးတော့လေအချက်လက်တရားဖော်ပြတယ်ဗောနော်အဲ့ကြအဲ330မှာတရား30ပဲဆိုတော့သုံးဘုတ်တစ်ပုံပေါ့ဗျာသုံးဘုတ်တစ်ပုံမှာပဲသူကရွေးကောက်ပွဲလှုပ်မယ်ဒါမဲ့ဘလို့ပုံစံမျိုးနဲ့လှုပ်မယ်ဆိုတာကိုတော့သူကဘာမှပြီးမသိတဲ့ပုံစံမျိုးပေါ့အဲ့ဒါတော့ခံမှန်းနေတဲ့အစ်စ်မှာပဲရှိသေးတယ်ဒါမဲ့လေမင်းအောင်လိုက်လှုပ်မယ်ရွေးကောက်ပွဲဆိုတာကဒါတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ပါမလားဆိုတာကတော့အားလုံးပဲသိတယ်ဗောနော်ဘာလို့လဲဆိုတော့ပြည်သူလူထုရဲ့မဲဆန္ဒကြောင့်လို့ဖြစ်ပေါ်လာတဲ့ဒါအစိုးရကိုကျိုးစိုးထောက်ခံမှုမရှိဘဲနဲ့သူ့သဘောနဲ့သူအာဏာသိမ်းတယ် ပြီးတော့ဒီခေါင်းစဉ်တက်လိုက်တော့လေမဲမသမားစုမှုဆိုပြီးတော့ဒါခေါင်းစဉ်တက်ပြီးတော့သူအာနာသိမ့်နေဒါကလူလူရဲ့ဆန္ဒကိုဆန့်ကျင်တာပဲလူလူကသူ့ရဲ့ဆန္ဒရောက်မဲပေးခဲ့တဲ့ဟာဒီဟာရဲ့ရလက်ကိုသူဆန့်ကျင်ပြီးတော့ခုလိုမျိုးအာနာသိမ့်တာဟာလူလူရဲ့ဆန္ဒကိုဆန့်ကျင်တာပဲဒီလိုလူကတရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ဒါဖြစ်နိုင်မှာမလားသူကိုယ်တိုင်တရားမမျှတတဲ့လူပေါ့အဲဒါကြတော့အဲအကြောင်းမလို့လေဒီလိုဒီစစ်နေကြီးဖြစ်လာကြတာပေါ့နော်အဲဒီရွေးကောက်ပွဲကလည်းတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဆိုတာအလုံးသိတယ် ။ဒါပေမဲ့မင်းအွန်လိုင်းရွေးကောက်ပွဲလုပ်တယ်ဆိုတော့ကသူကတရားမျှတမှုရှိဖို့မရှိဖို့ဆိုတာတက်သူ့အနေနဲ့ထွက်ပေါက်တစ်ခုရဖို့အတွက်လုပ်တယ်လို့ပဲကျွန်တော်တို့မြင်တယ်။အဲကြောင့်ဒါအဲခင်ရလည်းပြောသွားတာရှိတယ်။ NLD အမည်နဲ့ဒါရွေးကောက်ပွဲဝင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးတော့လည်းပြောသွားတာရှိတယ်။နောက်တစ်ခုကဒါကိုကိုကြီးတို့ခင်ကြီးတို့ဆိုတာကလည်းအဲဒီရွေးကောက်ပွဲဖြစ်ဖို့အတွက်ကိုသူကအဲရွေးကောက်ပွဲဖြစ်ဖို့ဒါမှမဟုတ်လေမင်းအောင်လိုက်သမရာဖြစ်ဖို့ပေါ့နော်အဲအဲ့အတွက်ကိုသူကတနည်းနည်းနဲ့ကုညီမဲ့ပုံစံမျိုးရှိတယ် အဲသူတို့အဖွဲ့တွေอ่ะဗောနော်ရှိတယ်အဲတက်တက်ခိုင်ဆိုရင်လည်းဒါပြီးသုံးလုံးပါတီဗောနော်အဲဒါပေမဲ့လည်းသူအဲမြောက်လိုက်ဟိုဟာဖြစ်တဲ့ချိန်မှာသူဝင်ကြီးတနေရစာပုံစံမျိုးသူရတယ်ဗောနော်နေရာတစ်ခုရတယ်ဗောဗျာပြောရအောင်ဆိုတော့သူရဲ့လုံကြုံရေးပဲဖြစ်ဖြစ်ဗောနော်အဲဒါဒီခင်ကြီးတို့အာကိုကိုကြီးတို့ဆိုတာလည်းဒါမျိုးအချိုးကိုမျောကိုးပြီးတော့ပဲသူတို့ကမင်းအွန်လိုင်းကို ကုညီမဲ့အနေထားမျိုးမြင်ရတယ်ဗောနော်မြင်ရတယ်ပြီးတော့မင်းအွန်လိုင်းကလည်းသူကအဲအခုသူသတိထားမိတယ်လို့ပေါ့နော်သူဒီစကားတွေကိုတွင်တွင်ပြောလာတယ်ရွေးကောက်ပွဲဆိုတဲ့ဟာတွေတွင်တွင်ပြောလာတယ်ဆိုတဲ့ဟာက ဒီရုရှားကနေပြန်လာပြီးတဲ့အချိန်နေပြီးရင်ဗလာယူကပြီးရင်ဗလာယူကနေပြန်လာပြီးတဲ့အချိန်နေအဲ့ကြအဲ့လိုအချိန်နေမျိုးတွေမှာသူဒီစကားတွေကိုတွင်တွင်ပြောလာတယ်ပြီးရင်တက်ကြွနေတာမျိုးမြင်ရတယ်ဒါဟာလဲအဲဗလာယူကနေသူပြန်လာတဲ့အချိန်ဆိုရင်သူပြောတဲ့ဟာရှိတယ်ဗောနော်အဟိုကရှိတဲ့သူတွေကိုသူကဒီကိုလာပြီးတော့ဒီရွေးကောက်ပွဲလှုပ်တဲ့ခါကျရင်ဝင်လာရောက်ပြီးတော့လိလနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးဖိတ်ခေါ်တာမျိုးတွေရာစသူလှုပ်ထားတာရှိတယ်သူပြောတာရှိတယ်ဗောနော်အဲ့ကြောင့် ငယ်အဲ့လိုပုံစံမျိုးသူပြောရတော့အောင်တို့အချင်းချင်းသဘောတူညီမှုတစ်ခုခုရှိခဲ့သလားဘာဖြစ်လို့လဲဆိုတော့အဲအာနာရယူဖို့အတွက်အဲသူဆက်ပြီးတော့တန်ခင်းတမန်ခင်းနေကောင်းဖို့အတွက်ဆိုရင်သူတမနာဖြစ်ဖို့အတွက်သူလှုပ်ရမယ်ဆိုတဲ့အတွေးရှိလိမ့်မယ်အဲအဲ့လိုတမနာဖြစ်မှပဲဒီနိုင်ငံနေနဲ့ဆက်ဆံရေးကသူပို့ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးပုံစံမျိုးတို့အလိုရှိနေတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်အမင်းတမနာလှုပ်လှုပ်နိုင်လှုပ်လှုပ်ပြပေါ့နော်တမနာဖြစ်ပြီဆိုရင်တော့ဒါတွေကလက်ရောပြီးလို့ရနိုင်နေဆိုတဲ့ပုံစံမျိုးသဘောတူညီကောင်းတူညီတာတွေရှိခဲ့လိမ့်မယ် ဘာလို့လဲဆိုတော့ဒါရုရှားအဲအခုဆိုရင်ဒါတရုတ်အဲပြီးရင်ဗလာရုဒါဆိုရင်ဒါမင်းအောင်လန်ရဲ့အဲလိုကိုပို့ပြီးတော့သူတို့လှုပ်ပေးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေမြင်လာရတယ်ဗောနော်အဲတော့ကျတော့ဒီနိုင်ငံတွေနဲ့သဘောတူညီမှုတွေမှာဒီသမရဖြစ်အောင်ငါတို့သမရဖြစ်အောင်လုပ်မယ်ငါသမရဖြစ်ပြီဆိုရင်တော့မင်းတို့ငါ့ကိုဒါမျိုးဒါမျိုးပုံစံမျိုးတွေအဲသဘောတူရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အပြန်အလှန်ပုံစံမျိုးတွေသူတို့လုပ်ခဲ့သလားဆိုတာကိုဒါကျွန်တော်တို့စဉ်းစားကြအချက် တစ်ခုဖြစ်တာပေါ့ဗျာ ်နောက်တစ်ခုကတော့ဒါမြောက်လိုင်းကအခုလိုမျိုးရွေးကောက်ပွဲမှာဖြစ်ပြအောင်လုပ်မယ်ဟေ့ဆိုရင်ဒီဘက်ကလည်းမဖြစ်မြောက်ဖို့အတွက်ကိုလုပ်ရမယ်ဆိုတာကိုသဘောပေါက်နေပြီးသားဖြစ်တယ်ဗောနော်အဲဒါကြောင့်မလို့လေဒါစစ်ကောင်စီပြုလုပ်မယ်ရွေးကောက်ပွဲကိုမဖြစ်မြောက်ဖို့အတွက်တားဆီးဖို့ဗောနော်မစ်ရှင်တွေချမှတ်ထားတယ်ဆိုပြီးတော့ NUG ရဲ့အလုံသမားဝင်ကြီးဌာနဒုတိယဝင်ကြီးဦးကျော်နေကဒါပြောထားဘူးတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီလိုမျိုးရွေးကောက်ပွဲလုပ်ပြီဆိုတာ ਨੇ တရားမမျှတတဲ့ဟာဖြစ်မယ်။ဖြစ်ပြီးသွားရင်သူကအစင်းစင်းဒီဒုသမရတွေအဲသမရတွေဆိုတဲ့ပုံစံမျိုးနဲ့သူနိုင်ငံကိုဆက်ပြီးချေလည်မယ်။ ဲ့တော့ကြတော့ဒီတရားမမျှတတဲ့ရွေးကောက်ပွဲဖြစ်မလာဖို့အတွက်ကိုဒီဘက်တော်လိုင်းအင်အားစုတွေဘက်ကလည်းအရန်ရှိကြည့်တယ်။အဲဒါကိုမင်းအောင်လိုင်ကလည်းသိတယ်။ဒါကြောင့်မလို့လေသူကနေမီစိုးမိုးရေးတွေနေမီလုံကြုံရေးတွေဒါပြုတ်လုထားဖို့ဆောင်ရွက်ထားဖို့ဆိုပြီးတော့သူဆက်ပြီးတော့ညွှန်ကြားတာပေါ့နော်။အဲ့တော့ကြတော့ဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်တွေးကြည့်ရမှာဆိုရင်အဲမင်းအောင်လိုင်အတွက်ကလည်းသူကသူဒီရွေးကောက်ပွဲလုံနိုင်ဖို့အတွက်ကိုသူနှီးမျိုးစုံနဲ့စ조사လိုက်မယ်။သူစ조사ဖို့အတွက်ကရွေးကောက်ပွဲလုံနိုင်ဖို့အတွက်နေမီတွေအများကြီးရှိဖို့လိုတယ်။အဲနိုင်ငံအတည်ငြိမ်အေးချမ်းမှုရှိနေဖို့လိုတယ်ပေါ့နော်။ အဲ့ကြသူကဒီရက်သေးမှာကိုပဲကြည့်ကြည့်ပါနော်အဲအချို့နေရာမျိုးတွေမှာသူတဖက်နိုင်ငံရဲ့ဖီအားတွေကိုတုံးပြီးတော့သူပြန်ရဖို့စ조사နေတာမျိုးတွေရှိတယ်အချို့နေရာတွေမှာအသေးအတန်အဲဆစ်စင်ရေးထိုးစစ်ကြောင်းထိုးပြီးရင်လေကြောင်းပစ်ကိုအသေးအတန်ယူပြီးတော့ပြန်ပြီးတော့အဲဒီနေမြေတွေကိုရဖို့အတွက်조사နေတာမျိုးတွေရှိတယ်ဒီနေမြေတွေသူ့အတွက်များများရမှာပဲသူကယူကောက်ပွဲကိုဒါအကောင်းအောင်လုပ်နိုင်မယ့်အနေအထားဖြစ်နေတယ်ပေါ့နော်အဲတစ်ဖက်ကဒီဘက်ဒါကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကပြန်ကြည့်မယ်ဆိုရင်လေဒီကောင်းအတွက် နေမြေတွေအများကြီးရသွားရင်ဒီရွက်ကောက်ပွဲဖြစ်လာမှာအဲ့တော့ကျတော့ဒီရွက်ကောက်ပွဲဖြစ်ဖို့အတွက်ကိုကျွန်တော်ကစိုးမိုးနေမြေတွေပို့ပြီးတော့များများဖြစ်လာဖို့လိုတယ်အဲအဲအကြောင်းမလို့လေဒါဒီကာလထဲမှာကျွန်တော်တွန်းပြီးလုပ်ဖို့လိုတယ်ဘာလို့လဲဆိုတော့မြောက်လိုက်ကဒီ2025အကုန်ဒါ2026အစပိုင်းဒီလိုကာလမျိုးတွေမှာရွက်ကောက်ပွဲလုပ်မယ်ဆိုပြီးတော့ကအတန်းထွက်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဂျားကာလာထဲမှာကျွန်တော်ဘက်ကနေပြီးတော့ရွေးကောက်ပွဲမလုပ်နိုင်အောင်တော်လိုင်းအင်အားစုတွေဘက်ကအဲစုံမှုနယ်မြေတွေပို့ပြီးတော့များလာအောင်ကျွန်တော်စူးစမ်းနိုင်မှုအရေးကြီးတယ်ပေါ့နော်အဲ့တော့ ဒီ2025မှာကျွန်တော်ချုပ်အနေနဲ့ကြည့်ရမယ်ဆိုရင်အဲတစ်ဖက်ကလည်းမင်းအွန်လိုင်းကအကူအညီတွေသူတောက်လျှောက်ယူထားတယ်အဲခုနလို drone လို့ဟာမျိုးတွေအစင်းမြင်းနီးပညာလို့ဟာမျိုးတွေသူယူထားတယ်နောက်ပိုင်းနေမှာအစိမ့်ငွေတွေတုံးတယ်ဓာတ်ဘုံတွေတုံးတယ်လေချောင်းပြကုဆိုလဲတနေရာထဲမှာ၄50စီးလောက်အဲ့လိုမျိုးပြုံပြီးတော့ပြစ်ခတ်တဲ့ဟာမျိုးတွေလှုပ်တယ်အဲ့လို့ပြီးတော့သူကလည်းဒီဒီဥစ္စာကိုရအောင်စ조사နေတယ်အဲ့တော့ကျွန်တော်ဘက်ကလည်းအဲသူအဲ့လိုမျိုးတွေနဲ့နေမီတွေပြန်ရမသွားအောင်လို့ပြီးရင်ကျွန်တော်ဘက်ကနေမီတွေပူများလာဖို့အတွက်ကို ပို့ပြီးတော့စူးစမ်းဖို့လိုတယ်လိုတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့လည်းစူးစမ်းလိမ့်မယ်စူးစမ်းတဲ့အခါမှာဒီခုနကပေါ့နော်နောက်25ရက်မှာတော့ CA ချင်းတွေကပို့ပြီးတော့တင်းမာလာနိုင်တယ်တိုက်ပွဲတွေပို့ပြီးတော့ဖြစ်များလာနိုင်တယ်ဆိုတာကိုတော့ဒါကြိုတင်ပြီးတော့အဲပြောပြောချင်ပါလေပေါ့နော်အဓိကတော့ဒီတရားမမျှတတဲ့ရွေးကောက်ပွဲမဖြစ်လာဖို့အတွက်ကိုကျွန်တော်နီလန်မျိုးစုံနဲ့စူးစမ်းရမယ်ဘာဖြစ်လို့လဲဆိုတော့ဒါလူလူရဲ့ဆန္ဒလည်းဖြစ်တယ်ပေါ့နော်အဓိကတော့လူလူရဲ့ဆန္ဒကိုမျက်ဝယ်ပြုတ်ပြီးတော့သူလုပ်ချင်တဲ့အတိုင်းလုပ်နေတဲ့အာနာရှင်ဆက်ပြီးတော့ရက်တီလို့မရအောင်ကျွန်တော်တို့ အတက်နိုင်ဆုံးအကောင်းဆုံးစူးစမ်းကြမယ်ဆိုတဲ့စိတ်နဲ့လုပ်ကြရအောင်ပေါ့နော်